ID တန်ကကူနဲ့ ID ဆဲမုံကကူကဒီသူတို့နှစ်ခုကဘာကြီးကွာချလဲပြီးလို့ရှိရင်ဘယ်လိုလူမျိုးက ID တန်ကကူရှောက်တင်မလို့ဘယ်လိုလူမျိုးက ID ဆဲမုံကကူရှောက်တင်လဲဆိုတော့ကျွန်တော် ဒီဗီဒီယိုထဲမှာအသေးစိတ်ပြောပြီးတော့မှဖြစ်ပါတယ်။အဲဒီကျွန်တော်တို့ဒီ ID တိုင်းကကုနဲ့ဒီဆက်မကကိုကအချိန်ကအဖြစ်ပေါ့နော်။သူတို့တင်ကြတဲ့ပုံစံအတူတယ်လို့ထင်ရပေမဲ့ဒီတော်တော်လေးကို꿰ပါတယ်။ ID တက်ကူမှာဆိုလို့ရှိရင်ဗျာကျွန်တော်ကွန်ပျူတာဆိုင်ရဲ့တို့ AI တို့ cloud computing ပေါ့နော်။ဒီအဆရှိရာတွေကိုတေးချာလေး theory နီးချက်တက်နေတေးချာလေးချက်ချက်ပြန်မလေးလာလို့ရတယ်။အဲကျွန်တော်ဒီ fuzzy ရမှာဆိုလို့ရှိရင်အဲကျွန်တော်တို့ programming တို့ cyber security တို့ networking တို့ AI တို့အဲဒီ robot ပေါ့နော်ဒီ asset ဘာသာရဲ့တွေပေါ့နော်ကျွန်တော်အခြေခံတွေအကုန်လုံးကိုသင်ရတယ်ကျွန်တော်ဒီ second year ရောက်တဲ့ခါကျတော့မှ ကျွန်တော်အဲ့အဲဒီဘာသာရပ်တွေထဲမှာကျွန်တော်ကျွန်တော်ကဒီတစ်ခုပေါ့နော်ဒီဟို programming ကိုကျွန်တော် specialize တင်ကျင်တာလားဒါမှမဟုတ်လို့ရှင်ကျွန်တော်ကဒီ network ကီးပေါ့နော် network ကီးလားဒါမှမဟုတ်လို့ရှင်ဒီ cyber security လားပေါ့နော်ဒီ AI လားပေါ့နော်အဆရှိရဲ့အဲ့ဒီ major တွေကိုကျွန်တော် specialize ပြင်သင်ရင်းနဲ့ကျွန်တော်ဒီ research လုပ်လို့ရပြတ်အဲ့ဟိုဂျပန်လိုဆိုလို့ရှင်တော့ zemi လို့ခေါ်တယ်ဗျာအဲ့ zemi ကဘယ်လိုမျိုးလဲဆိုလို့ရှင်ကျွန်တော်အဲ့ zemi မှာဆိုလို့ရှင်ကကျွန်တော်ဒီចောင်းသား community တခုတည်းမဟုတ်ဘဲနဲ့ဒီ ဒေတာဆိုင်ရာအဖွဲ့အစည်းတွေနောက်ပြောလို့ရှိရင်ဒီအဲဒီ professor တွေနောက်ပြောလို့ရှိရင်အပြင်ကကုမ္ပဏီတွေအဲနောက်ပြောလို့ရှိရင်ဒီ NGO အဖွဲ့အစည်းတွေပေါ့နော်ဒီအဆရှိအဖွဲ့အစည်းတွေနဲ့အကုန်လုံး collaborate လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းတွင်းတစ်ခုတည်းမဟုတ်ဘဲနဲ့ဒီဟိုအပြင်ပါဒီကျွန်တော်တို့ဒီကြည်ကြည်ပြင်းပြင်း community ဟိုအဆက်အသွယ်အရှိတ်ဆက်ရနိုင်တယ်ပေါ့နော် ။ဒါပြောရှင်ကျွန်တော်အဲ့ဒီ program ဒီမှာဆိုလို့ရှင်လဲကျွန်တော်ဒီနိုင်ငံခြားတိသွားလို့ရတဲ့ဒီ program ကြီးရှိရပါတော့။ဥပမာကျွန်တော်အကြောင်းမှာဆိုလို့ရှင်ကဒီ US တို့ဒီ Canada တို့ Australia တို့တရုတ်တို့ပေါ့နော်။အစားရှိတဲ့ဒီနိုင်ငံတွေအထိကိုသွားပြီးတော့ scholarship ကြောင်းသားနေလဲ research လုပ်လို့ရ program ကြီးလည်းရှိရပါတော့။ final year လောက်ရောက်တဲ့ခါကျလို့ရှင်လဲဒီ internship တို့ပေါ့နော်ကျွန်တော်ဒီအလုပ်အတွက်ဒီ internship ကို industry collaboration ဆိုပြီးတော့ဒီပေါ့နော်ဒီအပြင်က company တွေနဲ့ပေါင်းပြီးတော့ဒီ internship စေးနာမျိုးလည်းကျွန်တော်တို့ဒီတက္ကသိုလ်မှာလုပ်လို့ရရပေါ့ဗျာ။လုပ်လို့ရတယ်။ကျွန်တော်ဒီဘွေးရပြီးတဲ့ခါကျလို့ရှင်လဲ AI engineering လို့ပြီးရင် IT consultant လို့နော်ပြောလို့ရှိရင်ဒီ data scientist ပေါ့နော်ဒီအဆရှိရဲ့ဒီ position ကောင်းကောင်းနဲ့အလုပ်ကိုဝင်လို့ရဖြစ်ပါအဲနောက်တစ်ခုကျတော့ကျွန်တော်ဒီဂျပန်မှာပွေးရဆိုပေမဲ့ကျွန်တော်ဘယ်နိုင်ငံကိုသွားသွားဒီစင်ကာပူသွားဒီဖြစ်သေးကျွန်တော် US သွားဒီဖြစ်သေးတော်တော်လေးပေါ့အတုံးဝင်ပါတယ်ကျွန်တော်ဒီ semester ကိုမှာဆိုလို့ရှိရင်ကဒီ coding တို့ဒီ network engineering လို့ပြီးလို့ရှင်ဒီ cyber security ပေါ့နော်ဒီအစရှိတဲ့ major တွေကိုကျွန်တော်နှစ်နှစ်စလုံးကိုဒီ major တစ်ခုတည်းပဲဒီ specialize လုပ်ပြီးတော့တည်တည်ချာချာလေးအဲဒီလက်တွေ့ပေါ့နော်ဒီလုပ်ငန်းသုံးနည်းပညာတွေကိုလက်တွေ့ချာချာတည်တည်ချာချာလေးသင်ယူလို့ရတယ်အဲနောက်ပြီးတော့ဒီ ဆုံးကကူကဘာကောင်းလဲဆိုလို့ရှင်ဥမာကျွန်တော်အချိန်ဥမာကျွန်တော်ဒီတက်ကူမှာဆိုလို့ရှင်ကျွန်တော်ကဒီဆူဆူကျော်ဖြစ်ဖို့အတွက်ဆိုလို့ရှင်၄နှစ်တက်ကြတယ်ဗျာဆမ်မကကူမှာကျွန်တော်2နှစ်ထဲနေဒီအချိန်2နှစ်လောက်ထဲနေဗျာဒီ ID carrier ကိုဒီဆူဆူစချင်တဲ့လူလေအဲဒီ ID carrier နဲ့ဆော့ဆော့အလုပ်ဝင်နေအောင် ID carrier ကိုမြန်မြန်စနိုင်အောင်လို့တို့ကတည်စီချာလေးလုပ်ငန်းဝင်တော့ဦးနည်းပညာလေးကိုတည်စီချာလေးအဲဒီလက်တွေ့ချာတင်ပေးရပါတော့အဲအကြောင်းမလို့ အချိန်နှစ်နှစ်လောက်နေပေါ့နော်ဒီလုပ်ငန်းငွေတော့ ID ညီးပညာတွေကိုဒီလက်တွေ့ကျတာပေါ့နော်တည်တည်ကြာလေးတင်ယူခြင်းနဲ့အဲထိတိယောက်တင်ယူခြင်းနဲ့ဆိုလို့ရှိရင်ကဒီဆက်မှုကကိုရွေးတင်နေပေါ့နော် ID တက္ကသိုလ်မှာဆိုလို့ရှိရင်ကဒီ ID နဲ့ပတ်သက်ပြီးတော့တည်တည်ကြာလေးကြည့်ကြည့်ပြပြပေါ့နော်ဒီနည်းနည်းဆိုင်ဆိုင်လေးလာပြီးတော့ position ကောင်းကောင်းနဲ့ ID ကြေရအောင်တိစောက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီတက္ကသိုလ်ကိုရွေးတင်ပါတယ်အဆုံးကြီးပြေတော့ကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်